်မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်းတရင်များကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စိုက်ဘာရာဇဝတ်ကောင်တွေဘက်မှရှိရှိလိုက်လံဖမ်းဆီးမယ်လို့အမေရိကန်ပြောတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးချုပ် OFAC က DGPA နဲ့ခေါင်းဆောင်လေးဦးကိုလိမ့်လေလှည့်ပြတဲ့ယင်းနှိမ့်နှံမှုအစီအစဉ်တွေသုံးပြီးအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ scan center တွေကိုပံ့ပိုးတယ်လို့ဆိုကာနိုဝင်ဘာ12ရက်နေ့မှာ ဆန့်ရှင်ချမှတ်လိုက်ပါတယ်။ DGPA စောချစ်သူနဲ့တရုတ်ကိုင်းတွင်နဲ့ပူးပေါင်းတည်ထောင်ခဲ့တဲ့ငွေလိမ်ကိုင်းတွင်မှာပါဝင်တဲ့ Trend Asia International Holding Group, Thailand Company Limited, Trend Asia, Truster Company Limited, Truster နဲ့ထိုင်းနိုင်ငံသားချက်မှုဆောင်ရောင်းတို့ကိုလည်းဒီပိတ်ဆို့မှုမှာထည့်သွင်းခဲ့ပါတယ်။ဝင်လင်ကိုင်းတွေကရတဲ့ဝင်ဝင်နဲ့ DKBH ဟာအနေရရှိတဲ့လှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်နေတယ်လို့ဖော်ပြထားပါတယ် မြန်မာနိုင်ငံကနေလှုပ်ရှားနေတဲ့ယာဇဝတ်ကွန်ရက်တွေဟာအွန်လိုင်းလေယာဉ်မှုတွေကတဆင်အမေရိကန်အလုပ်သမားတွေစီကနေဒေါ်လာဘီလီယံပေါင်းများစွာခိုးယူနေပါတယ်။ဒီကွန်ရက်တွေဟာလူကုန်ကူးမှုတွေလှုပ်ဆောင်ပြီးမြန်မာနိုင်ငံရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုမီးလောင်ရာလေးပင့်နေပါတယ်။အမေရိကန်အစိုးရအနေနဲ့သူတို့ဘယ်နေရာမှာပဲလှုပ်ရှားနေပါစေဒီစိုက်ဘာယာဇဝတ်ကောင်တွေကိုဖမ်းဆီးဖို့နဲ့ အမေရိကန်မိသားစုတွေကိုသူတို့ရဲ့အမျက်ထုံးမှုကနေကာကွယ်ဖို့ရှိသမျှလုပ်နိုင်စွမ်းတွေကိုဆက်လက်အသုံးပြုသွားမှာပါလို့အကြံဖတ်မှုနဲ့ဗန်နာယီဆိုင်ရာထောက်လှမ်းရေးဌာန၏အတွင်ဝင်ဂျွန်ကေဟာလီကပြောပါရယ်ဒီစုံစမ်းစစ်ဆေးမှုကို FBI ရဲ့အမေရိကန်စည်ရင်စစ်ချုပ်ရုံးရဲ့တရားရေးဌာနရဲ့ရာဇဝတ်မှုဆိုင်ရာဌာနရဲ့ USSS နဲ့မူရည်စေဝါတာစီနိုင်နေရဲ့အဖွဲ့တွေကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်ကြားပြင်၎င်းတို့ပူးရဲပါဝင်တဲ့ငွေလိမ်ကိုင်းများတိုက်ဖြတ်ရေးအဖွဲ့ Scan Center Strike Force ကိုလည်း ဒီကနေဖွဲ့စည်းလိုက်ပါတယ်ဒီဖွဲ့ဟာမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကိုအဓိကထားပြီးအရှိတောင်အရှာကငွေလင်းလဲစင်တာတွင်နဲ့ခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးဖို့ပိုင်ဆိုင်မှုတွေတင်စီဖို့ဖန်စီအရေးယူဖို့နဲ့တရားစွဲဆိုဖို့လှုံ့ဆော်မယ်လို့ဖော်ပြထားပါတယ်2025ခုနှစ်မေလ9ရက်နေ့မှာစောချစ်သူရဲ့ကရင်အမျိုးသားတပ်မတော် KNA ကိုနိုင်ငံဖြတ်ကျော်ရဇဝဲမှုအဖွဲ့အစည်း TCO အဖြစ်သတ်မှတ်ခဲ့တယ်လို့တားနှစ်ဦးဖြစ်တဲ့စော 2L မူနေစောချစ်ချစ်တို့ကိုလည်းပိတ်ဆို့ခဲ့ပါဗျာ 2025ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာတော့ KNA ကောင်းဆောင်စောချစ်သူရဲ့လက်အောက်ခံနှစ်ဦးကိုထပ်မံထည့်သွင်းခဲ့ပါတယ်။အမေရိကန်နိုင်ငံသားတွေရဲ့ပတ်စံတွေကိုပြစ်မှတ်ထားခိုးယူတဲ့စိုက်ဘာလိမ့်လည်မှုနေရာတစ်ခုဖြစ်တဲ့မြောက်ဝရီကတိုင်ချန်ဟာမြန်မာနိုင်ငံရဲ့အာဏာရှင်အစိုးရကိုထောက်ပံ့နေတဲ့ DKPA ရဲ့ထိန်းချုပ်နေမြေမှာရှိနေကြောင်းရှင်ကို DKBA ဘုံမှုချုပ်ဆိုင်းကျော်လာနှင့်ငွေလိန်စင်တာတွေအတွက်အပြတ်လုပ်ငန်းအဖြစ်လှုပ်ဆောင်နေတဲ့ထိုင်းနိုင်ငံမဲဆောက်အခြေဆိုင် TransAsia တို့ကကူရဲတည်ထောင်ခဲ့ကြကြောင်းဖော်ပြချပါတယ်။ TransAsia ဟာစောချစ်သူရဲ့ Truster အပါဝင်အခြားသောအဖွဲ့အစည်းတွေနဲ့မြေငါးစာချုပ်တွေချုပ်ဆိုခဲ့ပြီးမြောက်ဝတီမျိုးကခွန်နီယာနဲ့နာမည်ဆိုးဖြင့်ကြော်ကြတဲ့ KK ဘက်အပါဝင် အခြားလိမ်လည်မှုစက္ကန်းတွေကိုတိစောက်ခဲ့တယ်လို့ဆိုပါတယ်။ DGB ဟာတိုင်းချန်အတွက်လုံခြုံရေးပေးပြီးဆက်လုပ်ခွင့်ပြုယုံတာမကလူကုန်ခူးခံရသူတွေအပေါ်အကြံဖတ်မှုတွေမှာလည်းတက်ကြွစွာပါဝင်ခဲ့တယ်လို့အမေရိကန်အစိုးရကဆိုပါတယ်။ ဒီကဘီစစ်သားတွေဟာလက်ထိတ်ခတ်ခံထားရတဲ့ဝန်ထမ်းတွေကိုရိုင်းနှက်နေတဲ့ရုပ်တံမှတ်တမ်းတွေရှိတယ်လို့လျက်စစ်ရှော့တိုက်တာအမောင်ခန်းတွေတဲ့တွဲလျောင်ဆွဲထားတာတွေနဲ့အခြားရက်ဆက်ကြမ်းကြုတ်တဲ့ဆက်ဆံမှုတွေကိုပြုလုပ်နေတယ်လို့လွမြောက်လာသူတွေကဆိုပါတယ်ဒီကဘီဟာတရုတ်ခိုင်းတွေနဲ့ပေါင်းပြီးမူရစေးဘွားလူလက်လက်နဲ့တော်ရိုင်းတရိတ်ဆန်မှောင်ခိုကူးတာတွေအပြင်ငွေကြေးခဝါချမှုတွေမှာလည်းပူးပေါင်းဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်အမေရိကန်အစိုးရအနေနဲ့ဒီကဘီစစ်ဦးစီးချုပ်ဆော့စတီ DKBA စစ်ရေးချုပ်စောစိန်ဝင်နဲ့ DKBA စစ်ဦးစီးအရာရှိချုပ်စောဆန်းအောင် Trend Asia ရဲ့ဒါရိုက်တာ UGM ကျန်လို့လူတီများတဲ့ထိုင်းနိုင်ငံသားချက်မှုစဝန်တို့ကိုလည်းတပါတဲ့အရေးယူပိတ်ဆို့ကြောင်းထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးစင်ကူးမျိုးနယ်တွင်စစ်ပေးဆောင်ပြည်သူများနေထိုင်သောမလဲရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်ဖြတ်ပုံကျဲမှုပြည်သူ၅ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မန္တလေးတိုင်းစင်ကူးမြို့နယ်တွင်စစ်ပေးရှောင်ပြည်သူများနေထိုင်သောမာလေးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ကြောင်းစင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံကိုတန်မဏိကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ12ရက်နေ့ညနေ9:00ခန့်တွင်မရရမြို့နယ်ဘက်မှစစ်ပေးရှောင်ပြည်သူများနေထိုင်သောစင်ကူးမြို့နယ်မာလေးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်တရာဦးလေတပ်မှတက်လာသောဂျက်ဖိုက်တာတစ်စီးကပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ အကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူ၅ဦးသေဆုံးခဲ့ပြီးပြည်သူ၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်စာတင်ကြောင်းနှင့်အပါအဝင်အနီးအနားရှိအဆောက်အဦသုံးလုံးလည်းထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ်။မလေးရွာစာတင်ကြောင်းကိုတရားဥပဒေတက်ကနေတက်လာတဲ့ Jet Fighter ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါ။ပြည်သူ၅ဦးသေဆုံးပြီး၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်။စာတင်ကြောင်းအပါအဝင်အနီးအနားကအဆောက်အဦသုံးလုံးလည်းပျက်စီးသွားတယ်။ ဲ့နေရာကမရိယာဘက်ကနေလာရောက်တဲ့စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာပါဟုစင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံကိုတမ်းမတိကပြောဆိုပါတယ်။လက်ရှိချိန်တွင်အချမ်းဖတ်စစ်တပ်ကစင်ကူးမြို့နယ်အတွင်းစစ်ဘေးရှောင်ပြည်သူများကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသောကြောင့်မြို့နယ်အတွင်းထုတ်ပြန်ထားသောလေကြောင်းသတင်းများကိုပြည်သူများအာရုံစိုက်ကာနားထောင်ပြီးနေထိုင်ကြရန်မြစ်တာရက်ခန့်ကြောင့်ကိုတမ်းမတိကဆက်လက်ပြောဆိုပါတယ်။ အလားတူနိုဝင်ဘာလ9ရက်နေ့ကလည်းအကြံဖတ်စစ်တပ်ကစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာစတင်ကျောင်းနဲ့ညောင်ကုန်းကျေးရွာကိုတရားဥပဒေတမှတက်လာသောဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်ခဲ့သောကြောင့်မရိယာမြို့နယ်ဘက်မှလာရောက်နေထိုင်သည့်စစ်ဘေးရှောင်ပြည်သူလေးဦးသေဆုံးပြီးပြည်သူများအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးကမင်းအောင်လိုင်းကိုဖမ်းဝရမ်းထုတ်ရန်နှင့် NUG က ICC တရားရုံး၏တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ကြေညာချက်ကို ဦးကျော်မိုးထွန်းတင်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကမင်းအောင်လိုင်ကိုဖမ်းဝရမ်းထုတ်ရည်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICC တရားရုံးဤမြန်မာနိုင်ငံအတွင်းရာဇဝတ်မှုများအတွက်တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ကြေညာချက်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကတင်ပြလိုက်ပါတယ်။နိုဝင်ဘာလ17ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး၏ အစီရင်ခံဆောင်ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ၌ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံ၏အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြံဖက်စစ်တပ်ကမြန်မာပြည်သူများအပေါ်ကျူးလွန်လာမည်ဆိုရွာလာတဲ့ရာဇဝတ်မှုတွေကိုကြိုတင်မျှော်လင့်ထားသည့်နည်းအညီအယက်သားပြည်သူများ၏အသက်များကဲ့တင်ရန်ကာကွယ်ရန်အကြံဖက်စစ်တပ်၏ထက်မှန်ရက်ဆက်မှုများကိုတားဆီးနိုင်ရန်ပြည်မှုကျူးလွန်ခြင်းခံရသူများအတွက် တရားမျှတမှုရရှိစေရန်နှင့်အပြစ်ပေးအရေးယူခြင်းမှကင်းလွတ်နိုင်မှုကိုအဆုံးသတ်ရန်တို့အတွက်မြန်မာနိုင်ငံအတွင်းကျူးလွန်သည့်ရာဇဝတ်မှုများအပေါ်တရားရုံးဤစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ပုံမှန်၁၂၃ကြီးညာချက်ကိုအပြစ်ပေးဆိုင်ရာရာဇဝတ်တရားရုံးဤမှတ်ပုတ်တင်အရာရှိထံတင်ပြခဲ့ကြောင်းသိရပါသည်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးဤတရားစွဲအရာရှိကအကြံဖတ်စစ်တိတ်ခေါင်းဆောင်မင်းအောင်လိုင်အားဖမ်းဝရမ်းထုတ်ရန်တရားရုံးသို့လျှောက်ထားခဲ့မှုကြောင့်မြမပြည်သူများအနေဖြင့်မျှော်လင့်ချက်များပြန်လည်မြင့်တက်လာခဲ့ တနင်္ဂနွေပါအချိန်ကြာမြင့်လာသည့်အချိန်ကြီးတရားစွဲအရာရှိ၏ရှောက်ထားချက်နှင့်ဆက်လျက်၍တိတာထင်ရှားသောထိုးတက်မှုများမရှိသေးကြောင်းပြည်သူများ၏စိတ်ပြတ်မှုများမှပို၍ကြီးမားလာက တရားရုံး၏အချိန်မီထိရောက်သောအရေးယူဆောင်ရွက်မှုများလိုအပ်နေကြောင်းတမ္မတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြပါရယ်ရှိကူအခါအကြံဖက်စေအုစုကအထူးရောက်ရွေးကောက်ပွဲကိုပြုလုပ်၍၎င်းတို့၏ကြီးလေးသောရာဇဝတ်မှုများကိုဖုံးကွယ်ရန်၎င်းတို့၏ရာဇဝတ်မှုများအတွက်တာဝန်ခံမှုမှရှောင်လွယ်ရန် ၎င်းတို့၏တရားမဝင်အာဏာသိမ်းမှုကိုလှည့်ဖြားရန်ကြိုးပမ်းနေကြောင်းအကြံဖက်စေအုပ်စုကရက်စက်မှုများဆက်လက်ကျူးလွန်နေခြင်းထိရောက်သောနေပြည်ထိန်ချုပ်နိုင်မှုမရှိခြင်းနိုင်ငံကောင်းဆောင်များကိုဥပဒေမဲ့ဆက်လက်ဖမ်းဆီးထုတ်နှောင်ထားခြင်းလူခွေရေးချိုးဖောက်မှုများကိုကြဲကြဲပြန့်ပြန့်နှင့်စနစ်တကျကျူးလွန်လျက်ရှိခြင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြတ်သုံးနေခြင်းပြည်သူလူထုဤတည်အချက်လက်ရရှိနိုင်မှုအခွင့်အရေးကိုစိုးစိုးရွားရွားကန့်သက်ထားခြင်း ပြည်သူများအပေါ်ချိန်ချောက်မှုများတိုးမြင့်ခြင်းပြည်သူများအနေဖြင့်အမြဲတစေကြောက်ရွံ့မှုနှင့်ဒွန်တွဲနေထိုင်ရလျက်ရှိခြင်းအစာရှိသည့်အခြေအနေများအောက်တွင်အကြံဖတ်ဆေးအုပ်စုကစီစဉ်နေသည့်ရွေးကောက်ပွဲသည်အတူရောက်နှင့်လိန်ညာမှုသာဖြစ်မည်ဖြင့်ထို့သောသောရွေးကောက်ပွဲသည်မိသည့်အခါမှလွတ်လပ်၍တရားမျှတပြီးအလုံးပါဝင်နိုင်သောရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်းသိရှိရပါသည် တရားမဝင်အာဏာသိမ်းစစ်အုပ်စုကစီစဉ်နေသောအထုရောက်ရွေးကောက်ပွဲကိုပြပြတတပေချရန်တိုက်တွန်းမှကြောင်းနဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးအနေဖြင့်အကြံဖက်စစ်ရာဇဝတ်သားမင်းအောင်လိုင်အားဖမ်းဝရန်ထုတ်ရန်ဆုံးဖြတ်ချက်အားချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းတမတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်မြန်မာနိုင်ငံတွင်အကြမ်းဖက်ဆဲအုပ်စုသည်မြန်မာပြည်သူများအပေါ်ယာစဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သောယာစဝတ်မှုအဆင့်ရှိကြီးလေးသောယာစဝတ်မှုများကိုဆက်လက်ကျူးလွန်နေရရှိပါကြောင်း အကြံဖတ်ဆဲအုပ်စု၏အဆိုပါရစဝမှုများနှင့်ဆက်လင်း၍ခိုင်မာသောတည်တည်ထောက်ထားများနှင့်အချက်လက်များကိုလည်းကုလသမဂ္ဂ၏အစည်းအဝေးခန်းစာအသီးသီးတွင်လည်းအတိအလင်းဖော်ပြထားကြောင်းတမ်မတ်ကြီးကဆိုပါသည်